အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောနေ့တည်းဖြစ်ပါစို့ဒီညကနေပြီးတော့စုမုံကောင်တောင်းပေးလိုက်ပါတယ်အဲ့တော့ဒါကျွန်တော်တို့လက်ရှိမှာဒါကျွန်တော်တို့ Premier League ဖလားကတော့တစ်ပြေးနဲ့တစ်ပြေးဒါကျွန်တော်တို့ Liverpool ရဲ့ဖလားဖြစ်ဖို့အတွက်တော်တော်လေးကိုနီးဆက်လာခဲ့ပြီလို့ပြောလို့ရတယ်အဲ့တော့ကျွန်တော်တို့ယာဒီအစမှာဒါကျွန်တော်အကူရိုင်းလည်းအမှန်တမ်းပြောမှာအဲ့လောက်ကြီးမထင်ထားခဲ့ဘူး။ဒါပေမဲ့ကျွန်တော်တော့မထင်ထားခဲ့ပေမဲ့အထင်တော့မသေးတတ်ဘူး။ ျွန်တော်ဘွားမှာပေါ့နော်ဒါကျွန်တော်တို့ဟိုအမှန်တိုင်းပြောမှဆိုကျွန်တော်လူတော်မြောက်ဘဒုကိုမှကျွန်တော်အထင်မသေးတယ်ဘာလို့ဆိုတော့လူတိုင်းမှာကိုယ့်ရဲ့လှုပ်ဆောင်နိုင်စွမ်းရှိရတယ်မှာပါတယ်ဒါကုနာပြောကိုယ်နေနောက်ဆုံးပြဘဝင်လူဆိုအမြင်ကတ်တဲ့လူတော်မရှိဘူးအမြင်ကတ်တဲ့ဒါအဆောင်အမြင်ကတ်တဲ့လူတော်မှာဒီအမြင်ကတ်တဲ့လူမှာလှုပ်ပိုင်နိုင်စွမ်းလှုပ်ဆောင်နိုင်စွမ်းရှိတယ်လို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါတယ်အဲ့တော့ပြောချင်တာဗျလူတိုင်းမှာဒါကျွန်တော်တို့အိုးဘလောက်ပဲခမားနေအဲ့ဒါကြောင့်ကျွန်တော်လေးဟိုအမှန်တမ်းပြောကျွန်တော်ဘဒုကိုမှဒါပြောချင်တာမဟုတ်ဘူးကျွန်တော်ဘဒုကိုမှဘဒုံးမှဒါဟိုငါဘယ်အသင်းဒါ final အသက်မှာဘာကျွန်တော်မလုပ်ဘူးဘာလို့ အဲ့လိုမျိုးလုပ်လိုက်ရင်ပဲကျွန်တော်တစ်ဖက်အသင်းကိုဒါကျွန်တော်အထင်သေးရကြမလားကျွန်တော်အမြဲတမ်းတွေးမိရတယ်မှာပါတယ်မလုပ်ရဲဆိုတဲ့ပြကျွန်တော်ဘောလုံးဆိုတဲ့အရာကျွန်တော်မမှန်ဘူးဘောမပြမမဲ့ရတာကျွန်တော်ဟိုအစဲခံမှာကြောက်တယ်ဆိုတော့လည်းဒါပြောတော့ခုနကဒီတိုင်းနဲ့ဆဲခံနေရပြလူကြော်များဟာမင်းဆဲခံမှာကြောက်ဒီတိုင်းပလင်းကြီးတာခုနကကောင်း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 မပြောနေတဲ့ဗီဒီယိုမှာပလင်းတာလာဆဲတဲ့လူရှိနေတယ်ကျွန်တော်ဘောလုံးဗီဒီယိုလုပ်မယ်ဆိုတော့ခင်ဗျာအစဲရတော့ခံမှာပဲဒါပေမဲ့ခုနကဘောလုံးပဲလက်ရှိမှာဒါအစဲကံဒီပြည်စဲမကံဒီပြည်စီမနော်ကျွန်တော်တို့ဟိုလူတယောက်ကိုတည်းကျွန်တော်တို့ဆွေးနွေးရတဲ့အချိန်မှာ ဟုတ်တော့အကုန်လုံးကတော့ခုနကပြော criticism မဟုတ်တော့လက်ရှိမှာဒါဘောလုံးဗီဒီယိုနဲ့ပတ်သက်အကုန်လုံးကတော့ကျွန်တော်ဝေဖန်မှုတွေနဲ့ပဲတိကတော့ကျွန်တော်နေတာဝေဖန်မှုဆိုတော့တဲ့ကျွန်တော်ဗီဒီယိုကြည့်လိုက်ပြားဟာဟုတ်တယ်ဒါငါအသိငါဒါလေးလိုရနေတယ်ဟိုပြောမဆိုပြတာပါဘူးကျွန်တော်လည်းငငယ်တုန်းကဗျာဥမာဟိုလူတယောက်တယောက်အနှိုင်းခံရတယ်ကျွန်တော်မကြိုက်ဘူးတမအဓိကဟုတ်လားဆိုရင်တော့ဒါပိုကောင်းအောင်ဘယ်လိုလုပ်အောင်လဲဆိုတာတဲ့လမ်းပြတာတို့ပိုကောင်းအောင်ဘယ်လိုဖြစ်တဲ့လဲဆိုတာပြောပြတာကပို့ပြီးတော့ဖြစ်တဲ့အရာတခုတော့ကျွန်တော်နည်းမြင်မိတယ်ငငယ်တုန်းကတော့ကျွန်တော်ပြောပါကျွန်တော်မိဘတွေနေနေဒါသူများဟာနေသူများသားသမီးနေဘာညာနှိုင်းကျွန်တော်လည်းမကြိုက်ဘူးတမအဲ့တော့ ို့ဘောလုံးသင်းကိုသူများနဲ့နိုင်ရင်လေကောင်းကောင်းမွန်မွန်ဒါချီချူဝေရတာပေါ့ကျွန်တော်သူများနဲ့နိုင်တယ်ဆိုတာဒီဘောလုံးသင်းဘာလို့လိုအပ်နေလဲဥပမာလက်ရှိမှာဒါရှေ့မနိကအပွဲစဉ်မှာလစ်ပတ်ဘူးသင်းကျွန်တော်အနေနဲ့မကောင်းသဘောမကျဘူးဒါကျွန်တော်ပုံမှန်လေးလင်းပြောတယ်ဒါပေမဲ့ခုနကပြောဆိုလက်ရှိမှာဟာဒီသင်းကစောက်တော့မကျဘူးလို့မပြောဘူး ်ဘောတော့လူပြောတာဘောဘလုံးအသင်းဆိုလူတချို့အတွက်ဒါကဥနာဘောလို religion တခုလိုပဲဒါဘာသာရေးတခုလိုပဲအရန်ကန်ဆိုင်ရတာကိုယ်ရေဆိုလက်ကိုယ်ရေအသင်းကိုကိုယ့်ဘာကိုမကောင်းကြောင်းပြောမျိုးသူများသူများလူတယောက်ကိုယ့်အသင်းကိုမကောင်းကြောင်းပြောတော့တော့လုံးဝမကြိုက်ဘူးဒါဥနာဘောလို့ပဲလက်ရှိမှာပုံမှန်လေးမှာစပါးအသင်းနဲ့ပတ်သက်ပြီးဒါဘွေးပန်းတော့ကျွန်တော်လက်ခံတယ်ပေါက်ခဲ့ရတယ်မဟုတ်လားအာဒါအားနေပေါက်ခဲ့ရတယ်ပြောတဲ့ကောင်ကျွန်တော်မကြည့်ဘူးကြော်ပလိုက်တာပဲ ပို့နေမှာကျွန်တော်လက်မခံပါဘူးဆိုတော့ကိုကိုရဲ့ဗီဒီယိုမှာကိုရဲ့အချိန်နဲ့ကိုရဲ့ wifi မှာကိုကြည့်ရတဲ့ကြောင့်မို့ဒါလေးတမ်မတန်ဆိုတော့ကိုကကိုယူဆလို့ရတယ်မှာဒါအတ္တဓာယူခမရောက်တာချုပ်ပြီးတာကြည်ပါလို့ပြောပြီးဘယ်သူမှကြည်ခိုင်းလို့မရအဲ့တော့ကြော်ပလိုက်တယ်အဲ့လိုဘုဒ္ဓဘာသာပြေကိုကိုယ်တိုင်လက်လို့မို့ဒါကျွန်တော်ပေါက်ကရသူများတဲ့ကိုမပြောဘူး ထားပါလက်ရှိမှာလီဗာပူးအကြောင်းနဲ့ပတ်သက်ဒီလိုပဲကျွန်တော်တွေးမိတယ်လီဗာပူးဒီနေ့ရာသီအစမှာအာနီစတော့ရောက်လာခဲ့တယ်ဘောနော်အာနီစတော့ရောက်လာတဲ့အချိန်မှာဒါကြောင့်လူတော်များကတော့အဓိကကတော့ဗျလူတော်များကဝေဖန်ကြတယ်ဒါကတော့အသင်းသင်းဒါလူတွေကဗျအသင်းသင်းအောင်မြင်မှုဆိုတဲ့အသင်းသင်းကိုကြာရှုံးမှုတွေပို့ဆိုးတယ်ပို့ပြီးဝေဝလုပ်ချင်ဘောဆိုပို့ပြီးတော့ဆိုးတာဗျပို့ပြီးမိမိအမြင့်ရောက်ခဲ့ဘူးတဲ့လူတွေကိုပို့ပြီးတော့ကြာရှုံးစေခြင်းတဲ့လူတွေစိတ်သက်ရှိတယ်ကျွန်တော်မအားစိတ်သက်မရှိဘူး maybe ဘောတော့ညကျွန်တော်လူတော်များဘာလို့အဲ့လိုစိတ်သက်မရှိဘူးလဲဆိုရဲမိကုန်ကျွန်တော်လူတော်များမိကောင်းမေးလိမ့်မယ်အဖြေကတော့ရှင်းတယ်ဗျကျွန်တော်အသင်းကဆက်သုံးမကြလို့ပဲဖြစ်ကောင်း ဖြစ်နိုင်ဘူး။ဘာလို့လဲ။တကယ်လည်းမျက်စနှာကြီးလီဗာပူးတို့ယူနိုက်တက်တို့အာစနယ်တို့လက်ရှိဒါကျွန်တော်တို့ချယ်ဆီတို့စီးတီးတို့ဆိုတာကြီးကြောက်ကြီးမှဒါကျွန်တော်တို့ဟိုပရိသတ်ကပတ်ပေးထားတဲ့စပါးတင်အိုက်ထဲဝင်နေတာပဲရှိရတယ်။တကယ်လည်းမျက်စနှာကြီးမှအဲ့ငါးသိန်းနဲ့ကျွန်တော်တို့ကရှင်လို့မရလွန်ခဲ့တဲ့ဒါကျွန်တော်ဆယ်နှစ်တည်းမှာဖလားရတာဒီငါးသိန်းလုံးဖလားရဘူး။ယူနိုက်တက်ကအချိန်လေးဆိုးနေတယ်တော့မှဖလားရဘူးတဲ့။အာစနယ် FA ရဘူးတဲ့။ဒါကျွန်တော်တို့ချယ်ဆီသိန်းနဲ့ဂျာနယ်မှာဖလားရခဲ့ဘူး။ချန်ပီယံလိတွေရခဲ့ဘူးတဲ့။ဒါကတော့လီဗာပူးတို့ဆိုပရီးမီယံလိတွေရခဲ့ချယ်ဆီ FA ဖလားခဏခဏရခဲ့တယ်တော့မှပါစီးတီးကပြောစရာမလိုဘူး။အဲ့တော့ပြောချင်တာကဘာလို့လဲဆိုတော့ဘယ်ကျွန်တော်အနေနဲ့ဟာဘယ်အသိန်းကိုကျွန်တော်တော့ သူများအသင်းကိုကျွန်တော်ကြာရှုံးပါစေဆူတောင်းလိုက်လို့ကျွန်တော်အသင်းအောင်မြင်မရတော့ဘူးဗျာတိလားမေဘီပေါ့နော်ခုနကပေါ့ကိုယ့်အသင်းက City တို့အသင်းမျိုးဆိုဟာဒါမှဒီပပူးကြာမှာငါအသင်းဖိလားရမယ်ဆိုတဲ့ဥစ္စာမျိုးဆိုရင်တော့ maybe ကျွန်တော်အဲ့လိုမျိုးဆူတောင်းတင်လို့ကျွန်တော်ဆူတောင်းရင်ဆူတောင်းပြီးလိမ့်မယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ပြောမှာဆိုလိဗပူးသင်းနဲ့ကျွန်တော်တို့နဲ့ဆိုအများကြီးကွာဒါမရှိနစ်ကဒါခုနကပေါ့ဟိုကိုဗါလေလူကျုံကိစ္စညှိတာကလည်းလို့လိဗပူးနဲ့စပါးသင်းဆိုတာညှိစရာဆောက်ကြောင်းမရှိတာဒါခုနက supply ရဲ့အတွက်ဆိုလဲအဖေနဲ့သားလားအဖေနဲ့သားမဟုတ်အဖိုးနဲ့မီးတော်နီနီကွာတဲ့အနေထားတစ်ခုကိုသွားတယ်ဗျာပြောချင်တာတိလားအဲ့တော့ လီဗာပူးတင်းဟိုနောက်ကျွန်တော်စရောက်တယ်အာနီဆိုရောက်တယ်အော်တခုခုများလုတ်ပြမလားဆိုတဲ့မျိုးလေဒါပေမဲ့ခုနအပွင့်လင်းဆုံးကျွန်တော်ဝင်ခံရမယ်ဆိုတော့အော်ပရီးမီးယားလိုက်တိုက်တက်ကူရရောက်ချင်းမှာယူမယ်ဆိုလို့ဆိုတော့ကျွန်တော်မထင်ထားခဲ့ဘူးဒါကတော့ပွင့်ပွင့်လင်းလင်းပြောတာဒီနေ့မှဒါလီဗာပူးတင်းကတော့ခုနကပေါ့ကျွန်တော်စိတ်ဝင်စားတာကလက်ရှိမှာဂျာဂျန်ကလော့ပ်ရဲ့စကွတ်နဲ့အာနီဆိုလို့ဘာကြီးလုတ်ပြသွားမယ်အပွင့်လင်းဆုံးခုနထပ်ပြောမယ်ကျွန်တော်ဒီနေ့မှလီဗာပူးပရီးမီးယားလိုက်ရမယ်ဆိုတော့လုံးဝကိုမထင်ထားခဲ့တဲ့မှာပါတယ်ဒါပေမဲ့ကျွန်တော်မထင်ထားတာကိုကျွန်တော်ထင်အောင်လုတ်ပြနိုင်ခဲ့တဲ့အာနီဆိုလို့ကိုကျွန်တော် ိတ်ပြီးတော့ချီကျူးတဲ့အဲမှာပါတယ်လို့ကျွန်တော်နည်းပြောပြရစေအလီဗာပူးတင်းဒီနေ့မှာဒါကျွန်တော်ပရီးမီးယားလိဂ်တွေမဟုတ်ဘဲနဲ့ချန်ပီယံလိဂ်မှာပါအကောင်းချီးစွမ်းပြခဲ့တယ်ပရီးမီးယားလိဂ်မှာဒီနေ့မှာဆိုတာပြောရမယ်ဆိုတော့ရှုံးပွဲတပွဲပဲရှိတဲ့အထိကိုဒါကျွန်တော်ကောင်းမွန်တဲ့ချီးစွမ်းတစ်ခုပြသခဲ့တယ်ဒီနေ့မှာအပွင့်လေးဆုံးပြောရမယ်ဆိုဂျာဂျန်ကလော့ပ်ရဲ့ဂျေဇူးတွေလဲဒါလီဗာပူးရဲ့အသင်းစီမှာအများကြီးအများကြီးရှိတယ်ဂျာဂျန်ကလော့ပ်ကခုနပြောလိုပဲဒါကျွန်တော်တို့ အသင်းကိုဒါတေးပါစီဆိုတဲ့ squad ပုံစံမျိုးမထားခဲ့ဘူးတကယ်ကိုအသင်းကိုဒါခုနပြောလို့လူငယ်ဆိုလဲလူငယ်တရားလူကြီးဆိုလဲလူကြီးရဲ့အကောင့်တို့အချိန်တွေမှာထားခဲ့တယ်အမှန်တကယ်ပြောရင်လူကြီးတွေဆို owner ချိုးကမ်းပြီးပုံစံမျိုးထားခဲ့တယ်ဆိုရတဲ့ခုနပြောလို့လက်ရှိမှာ liverpool အသင်းကိုထားခဲ့တဲ့အချိန်မှာပေါ့နော်ဒါပုံမှန်လေးနဲ့ liverpool အသင်းကိုထားခဲ့တဲ့အချိန်မှာဒါဟိုဘယ်လိုပြောမလဲ 음ဘယ်ဘူးတွေကိုထားခဲ့ချင်မှာလားလူကောင်းတွေကိုထားခဲ့ဥမာဆာလာဆိုပြားတော့အသက်ရွယ်ရကြီးတယ်ဆိုပေမဲ့တကယ်တမ်းသုံးလို့ရသေးတယ်ဗာဂျယ်ဗန်ကအသက်ရွယ်ရကြီးတယ်ဆိုပေမဲ့ထားကောင်းတယ်ဒါပေမဲ့အဲ့နှစ်ယောက်ကလွယ်လို့လက်ရှိမှာလီဗာပူးတင်တင်းလုံးကဂျန်ဂျန်ကလော့ထားခဲ့တဲ့အသင်းတင်းလုံးကသုံးလို့ရနေတယ်သုံးတန်ရဆောက်ရမ်းကောင်းတဲ့ကစားသမားတွေပဲအဲ့တော့ဒီနေ့မှာဂျန်ဂျန်ကလော့ကိုလည်းကျွန်တော်အင်မတန်မှချစ်ကြည့်တယ်လေးလေးလေးစားတယ်အသင်းတင်းကိုတော့ဖြစ်ပြီးပြီးတော့မထားခဲ့တဲ့တည်းမှာကျွန်တော်ကတော့တော်တော်လေးသဘောကျတယ်တည်းမှာပါတယ်ဒီနေ့မှာလီဗာပူးကိုကျွန်တော်ဘာလို့ပို့ပြီး impressive ဖြစ်စရာလဲဆိုတော့ ဒီနှစ်တစ်နှစ်လုံးမှာလစ်ဗာပူးအသင်းကကစားသမား၂ယောက်ပဲဝင်ခဲ့တယ်အသင်းကို၁ယောက်ပဲရောက်လာခဲ့တယ်ရောက်တဲ့တယောက်ကလည်းလက်ရှိမှာပွဲထွက်တဲ့အခြေစွမ်းတစ်ခုဟုတ်မနေခဲ့ဘူးတိလားခေးဆိုတော့အခုချိန်ကြီးကျွန်တော်သေသားရှင်လာကျွန်တော်အနေနဲ့မသိဘူးလားဖုန်းဝင်လေးလေးပြောတာမမဒက်ရှ်ဗီလီကလက်ရှိမှာဒါကျွန်တော်တို့ဗလန်စီယာမှာပြန်ဖက်နေတော့ကျွန်တော်ထဲ့ဖို့မတွက်တော့အဲ့တော့လူလဲဦးနာပါဒါမမှန်ရတာစပါးအစ်စ်နဲ့ကျွန်တော်တနစ်သားကျွန်တော်အစ်စ်နဲ့ရတဲ့နှစ်နောက်ပိုင်းမှာဒါကျွန်တော်လူမဝယ်ပဲကျွန်တော်အရှိတ်ကိုတိုးခဲ့တယ် လုံးနာပေါ်ဟာဒါဆိုလူမဝယ်မင်းတဲ့တင်းကဖြစ်တာပဲကျွန်တော်မမေ့စပါးသည်မက်မီလာစပါးသည်အစ်စ်နစ်ပိုချက်တီလူနဲ့ရခဲ့တဲ့နှစ်မှာစပါးသည်နောက်နှစ်မှာလူမဝယ်ခဲ့မော်ရင်ညွန်အောင်ပြောခဲ့တယ်တဲ့စပါးသည်လူမဝယ်တာကမစိုးဘူးလို့ပြောလို့ရတယ်ကျွန်တော်တော်တော်လေးတတိရှိရဆိုမော်ရင်ညွန်အောင်ချစ်ကြည့်ခဲ့သေးတယ်ပြီးလဲပြီးတော့စပါးသည်ဖုံးဆိုပြီးကြတာပဲခင်ဗျမက်မီလာအေးလီဗာပူးတင်းကအဲ့လိုမဟုတ်နေဘူး လီဗာပူးတဲ့လူမဝဲဘူးလူမဝဲတဲ့ဥစ္စာသူရအောင်သုံးပြရတယ်လီဗာပူးတဲ့မှာလူဝတ်ချက်မရှိဘူးလူဝတ်ချက်တွေလည်းအများကြီးအများကြီးရှိတာပဲဟုတ်တယ်မလားအတင်းတင်းမှာလို့ရတယ်မလက်ရှိမှာခုနပေါ်ဆိုပဲအရင်အင်အားနေတယ်ခုနပေါ်လက်ရှိမှာလာခုနပေါ်အစားထိုးနိုင်တယ်ကလက်ရှိမှာအခုချိန်ထိဒါကျွန်တော်လီဗာပူးတဲ့ကန်ကောင်းနေတာက Virgil van Dijk လို့ဆာလာလို့ကစားသမားဒါယမေးရတာကန်ကောင်းတဲ့လူမျိုးတွေဒါပေမဲ့လီဗာပူးတဲ့ကကိုကန်ချင်မောင်ကိုဖန်တီးနေတဲ့ဒါအတင်းတင်းလို့မြင်တယ်အခုလက်ရှိမှာအစစ်တစ်မှာ16မှတ်နဲ့ဖြတ်ထားတဲ့အသင်းသင်းကခမကန်ကြီးပဲတော့ပြောလို့မရအောင်တိလာကျွန်တော်ပြော ကျွန်တော်ပြောသုံးမဲ့ဥမာလက်ရှိမှာဟို၄မဲ့၅မဲ့လောက်နဲ့ကပ်ပြီးနိုင်သွားဆိုတာပြောလို့ရတယ်၁၆မဲ့လောက်အစ်တစ်မှာဖြတ်ထားတဲ့အသင်းသင်းကကံလို့တော့ပြောပြောဒါအပြင်ပရီးမီးယားလိမှာမဟုတ်ဘဲနဲ့ဒါချန်ပီယံလိမှာပါတာကျွန်တော်အစ်တို့ရတာပေါ့လို့ပဲလက်ရှိမှာချန်ပီယံလိမှာပါတာနံပါတ်၁နေရာမှာရက်ထားတဲ့အသင်းကဒါကံရောက်ရောက်နေတာမဟုတ်ဘူးကာရာဘောဖိုင်နယ်ကိုအခုလက်ရှိမှာရောက်ထားတဲ့အသင်းကကံရောက်ရောက်နေတာမဟုတ်ဘူးကျွန်တော်ပြောတာသိလား ကန်ဆိုတဲ့ဥစ္စာကခုနကပေါ့တပွဲတို့ကန်လောက်ပေါ့တော့တနစ်လုံးကန်ကောင်းတယ်ရောဒီကောင်လဲမောင်ကန်ကောင်းလဲမဟုတ်ဘူးကျွန်တော်ပြောရသေးလားလီဗာပူးတင်းမှာလိုအပ်ချက်တွေအများကြီးရှိတယ်မှန်တယ်ဒါပေမဲ့အဲ့ဒီလိုအပ်ချက်တွေကိုလိုအပ်ချက်လို့မမြင်အောင်အာနီဆိုတော့လုတ်ပြနေကြတာအင်မတန်မှချီးကျူးစရာကောင်းတယ်အဲ့တော့လက်ရှိမှာပရီးမီးယားလီဂကိုလက်တကမ်းလို့မဟုတ်လက်တစ်ဖက်တင်ထားမှာလက်နှစ်ဖက်လုံးနဲ့တင်ထားပြီးသားဖြစ်ပြီးအဲ့ဒီဆူဖလာကြီးကိုမဖို့ပဲလီဗာပူးတင်းကြံတော့တယ်အဲ့တော့ပြောချင်တာကလီဗာပူးတင်းကဒီနှစ်မှာကျွန်တော်ပို့ပြီးချိုက်တဲ့အချက်ကဘာလဲဆိုတော့ ။တက်မှာကိုယ့်ရဲ့ပြိုင်ဘက်တွေကိုတို့ရှုံရှုံမရှုံရှုံလေဘဘူးတင်ကဂူးမဆိုင်ဘူး။လက်ရှိမှာတို့အနေနဲ့အခုလက်ရှိမှာတို့အတင်တို့ရှေ့ဆက်ရမှာဆိုတို့ဂူးဆိုင်။အဲ့တော့အာနီစလော့ရဲ့ဒီနေ့အားသာချက်ကလည်းအဲ့ဒါလိုကျွန်တော်အနေနဲ့မြင်မိတယ်။ pressure အရမ်းမရှိဘူး။ဟုတ်လားဘောဒီနေ့မှာလေဘဘူးတင်နဲ့အစ်စ်4လောက်1 2 4လောက်ဝင်ရင်ကိုပြီးတယ်ဆိုတော့ pressure လောက်နဲ့အာနီစလော့လာခဲ့တယ်။အခုလက်ရှိမှာဒါခုနကဘောဒီကာရာဘောက်ဖိုင်နယ်ရောက်နေတယ်။ Premier League ရဖို့အတွက်လက်နက်ဖက်တင်ထားပြီးပြီ။ Champions League မှာလည်းကျွန်တော် PSG ကိုတို့ရဲ့အိမ်ကမှာတကူအကျော်နဲ့ဆော့ရမယ်တဲ့မှာပါတယ်။ ညာဒီအစမှာ top 4တောင်ဝင်ဖို့အတွက်မတိကြတဲ့နီးပြတရားကအခုလက်ရှိမှာ premier league ဖလားကြီးယူတော့မယ်ဆိုတာကတော့ impressive ဖြစ်လို့နေခင်ဗျားခင်ဗျားကံကောင်းတယ်ပြောကျွန်တော်ခုနပြောတဲ့လောကကြီးမှာအဲ့ဒီကံကောင်းတယ်ဆိုရင်တော့ခင်ဗျားတို့အတင်းကအဲ့ဒီကံကိုမလို့ချင်ဘူးလားအဖေရအဲ့ဒါပဲအဲ့တော့လောကကြီးခုနပြောတဲ့အချင်းခုနအမြင်နဲ့ပြောတဲ့အာနီစ်တော့ပြောခဲ့ကံဆိုတဲ့အရာကအလုတ်စူးစမ်းမှုအလုတ်တတော်လေးကိုစူးစမ်းရင်နောက်က auto ကံကကောင်းလာလိမ့်မယ်ထီထိုးဖို့ဆိုရင်တော့ထီလက်မှတ်ဝယ်ဖို့တော့လူလိမ့်မယ်အာတီလိုရင်ဒါတော့ပဲ ဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4U တို့မှာဂျင်းလူဆိုတော့ပအောင်ကူညီလို့ကူညီလို့ရပါတယ်။မြန်မာပြည်လက်ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။အောက်က Government နေတဲ့မှာလည်း Youth Sport Media 3.0နဲ့ TV4U ရဲ့လင်လေးတွေကိုထည့်ပေးထားခြင်းကျွန်တော်များစွာကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။ မြန်မြလေးလေးကလစ်ဖို့မမေ့ကြပါနဲ့။အိုးမြန်မြကလစ်မှမမြန်နိုင်ဖြစ်ပါတယ်။အားလုံးကြိုးတင်ပါတယ်။ကောင်းမွန်တော့နေနေဖြစ်ပါစေဆုမငောင်းတောင်းပီးနေပဲကျွန်တော်တို့ညီနောက်မှာအေးအေးဆေးဆေးတွေ့ကြတာပေါ့။အားလုံးကြိုးတင်ပါတယ်။မြန်မြလေးကလစ်ပြကြအောင်ဗျ။မြန်မြကလစ်မှမမြန်နိုင်ဖြစ်ပါတယ်။ဒီပါပါ